ဟာဘာကြီးတို့ဘာဖြစ်လို့ငိုနေတာလဲဟုတ်တယ်ဘာကြီးတို့တော့အခုတ်ခံလိုက်ရပြီအင်ဂင်ကြီးတို့မုန်းမလေးပါသွားပြီတဲ့တော်ကြီးဘယ်လောက်လဲအခုတ်ခံနေရပြီတငယ်ချင်းတို့ငါတို့သစ်ပင်တွေဒီလိုတော့နေတိုင်းအခုတ်ခံနေရမယ်ဆိုရင်မျိုးတုံးကုန်လိမ့်မယ်လူတွေကလည်းအချိုးပြုတ်နိုင်တော့မှာမဟုတ်ဘူးဟုတ်တယ်ငါတို့သစ်ပင်တွေကလူတွေအတွက်အရေးရစေတယ် အစားအစာလည်းရစေတယ်။ညဉ့်ညံ့တဲ့လေတွေကိုလည်းတန့်စင်ပေးနိုင်တယ်။မြေစီလွန်လည်းထိမ့်သိမ့်ပေးတယ်။ရာသီဥတုလည်းမှန်စေတယ်။ကျိငှက်တွေတရိတ်ဆန်တွေလည်းမိတင်းနေထိုင်နိုင်တယ်။ဆေးဘဝင်ပစ္စည်းတွေလည်းရစေတယ်။မြေအောက်ကြီးကိုလည်းထိမ့်ပေးတယ်။စိမ့်စမ်းရေတွေကိုလည်းထိမ့်ပေးတယ်။လူတွေကိုနောက်တစ်ခါတွေ့ရင်ငါတို့ပြောမှဖြစ်မယ်။ ဦးလေးတို့ရဲ့ကျွန်တော်တို့ဟာဦးလေးတို့လူတွေအတွက်အများကြီးအကျိုးပြုနေတာပါကျွန်တော်တို့ကိုမခုတ်ပါနဲ့လားဗျာဟာခုတ်ရမှာပေါ့ကွာအိမ်ဆောက်ဖို့တက်လို့တယ်လေဟုတ်တယ်ဒါမှထင်းရမှာပေါ့ကွာဦးလေးတို့ပြောတာလည်းမှန်ပါတယ်ဒါပေမဲ့တစ်ပင်တွေမရှိတော့ဘူးဆိုရင်ရေရှည်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတာစဉ်းစားစီခြင်းပါတယ်ဒါဆိုအစာရေစာရေရှားလာမှာပေါ့မိုးကောင်ရေရှားရေလည်းဖြစ်လာနိုင်တယ်လေ တရိษံလေးတွေလည်းနေစရာမရှိတော့ဘူးပေါ့တစ်ပင်တွေအများကြီးရှိသေးတာပဲမင်းတို့မရှိုံနဲ့ဘာမှမဖြစ်နိုင်ပါဘူးတစ်ပင်တွေအများကြီးရှိပေမဲ့အခုလိုတော်တော်တော်ဖြစ်လာဖို့ဆိုတာအ ਨੇ စုံနှစ်30ရာနေနှစ်900လောက်ထိကြာတယ်လေဗျာမင်းတို့ပြောတာတော့ဟုတ်ပါပြီဒီလိုသာတစ်မခုတ်ရဘူးဆိုရင်တစ်လို့ရင်ဘယ်ကရမှာလဲကျွန်တော်အကြံပြုချင်တာကတော့ကျွန်တော်တို့တစ်ပင်တွေမျိုးမပြုံးရအောင်ဖြစ်နိုင်ရင်မခုတ်စီလိုပါထင်းလို့ရင် ရွာနားမှာထင်းအတွက်တီးတန့်စိုက်ခင်းလှုပ်ထားလို့လည်းရနိုင်ပါတယ်။ထင်းလို့ရင်တစ်ပင်တစ်ပင်လုံးမခုတ်ပဲခိုင်းပြခိုင်းတော့ပဲခုတ်စီချင်ပါလေ။တတန်းနူးတဲ့တစ်ပင်တွေကိုလည်းမခုတ်စီချင်ပါဘူး။အေးပါကွာ။ငါတို့လည်းမင်းတို့တစ်ပင်တွေအကျိုးမဲ့မပြုံးတိရအောင်တောင်းဝန်ယူပါမယ်ကွာ။အခုလိုလက်ခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။ကျွန်တော်တို့တစ်ပင်တွေကလည်းလူသားတွေကိုအကျိုးပြုရမယ်တောင်းဝန်ချေအောင်စူးစမ်းပါမယ်ဗျာ။ ခုလိုတစ်ပင်တွေကိုစီကံကစားခုတ်ဖို့နဲ့တက်တော်တွေကိုတံမိုးထားဖို့ထိမ့်သိမ့်ဖို့ဟောပြောခွင့်ရတာအရင်ကောင်းတယ်ဗျို့တက်တော်တွေကိုထိမ့်သိမ့်မှရာသီဥတုဖောက်ပြန်လာတယ်တဘာဝဘေးရည်ဖြစ်တာတွေကိုရှော့ချနိုင်ပါလူငယ်တွေအနေနဲ့လဲတက်တော်ထိမ့်သိမ့်ရေးကိစ္စမှာတရတားအပောင်ဝင်လာကြတာအားရစရာပဲအဲ့ဒီလူငယ်တွေပါလာတော့တက်တော်တွေကိုပို့ပြီးထိတိရရဆက်လက်ထိမ့်သိမ့်ရနေတာပေါ့ဗျာ ရောဦးသားဘာရဲ့ချက်လဲဗျ။အော်ချက်သားဟင်းပေါ့ဗျာ။